အေရီတိုင်းတွင်ရှိအေပူပေါင်းတပ်တွေနဲ့တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တပ်တွေထိခိုက်သေးဆုံးမှုတွေများပြီးစေကူတမှုမလုံလောက်တဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရတယ်လို့သိရှိရပါတယ်။တာပေါင်းရေကြီးလေးမျက်နာတို့မှစစ်ကောင်မရှင်နဲ့အေတော်လိုင်းပူပေါင်းတပ်တို့နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးဒဏ်ရာရစစ်ကောင်မရှင်တပ်တွေကိုပသိမ်မဆရလေးမှစေကူတဖို့အလုံးရင်းနဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ လေးမျက်နှာဘက်မှာနှိမ့်စင်တိုက်ပွဲရှိတဲ့ကြားပါရယ်စစ်ကောင်းတွေကအင်အားပြည့်တက်သွားလိုက်လူနာတွေပြန်ခေါ်ဆင်းလာလိုက်နဲ့လေးမျက်နှာကိုအကူအတန်းရှိတယ်လို့လေးမျက်နှာဒေတာကန်တူက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကလေးမျက်နှာမြို့နယ်တိုက်ပွဲတွေတွင်ကနေစစ်တုံးအမိုးအုပ်ကားကြီး14စီးလောက်ပြန်ဆင်းလာပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဘက်ကတေဆုံးတဲ့ထိခိုက်ဒဏ်ရာရသူတွေကိုပြန်လည်ခေါ်ဆောင်လာတာဖြစ်တယ်လို့လည်းသိရပါရယ်ဒဏ်ရာပြင်းထန်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကို ရှည်တန်းခြေဆိုင်ဆေးတက်ရင်တွေဖွဲ့ပြီးကုသရတဲ့အထိအချိန်နေစိုးနေကကုသမှုမလုံလောက်တဲ့သူတွေကိုပသိမ်စစ်မြေပြင်ဆေးတက်ရင်မဆရလေးကိုခေါ်ဆောင်လာကကုသနေတာပါရှည်တန်းမှာဆေးတက်အထိုင်ထားကကုသနေပေမဲ့ဆေးဝါးသွေးနဲ့ဆေးဝါးကျွမ်းကျင်သူတွေမရှိတာကြောင့်ပသိမ်ကိုခေါ်ဆောင်ကအဲ့ဒီကတဆင့်ရန်ကုန်ကိုပို့နေရတာလည်းဖြစ်ပါတယ်ရာရှိတပ်ဖွဲ့ဝင်အများစုကိုလည်းရန်ကုန်မင်္ဂလာရုံစစ်ဆေးရုံထိပို့ဆောင်ပေးနေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ် စစ်ကူအင်အားလိုအပ်ချက်ကြောင့်ပြည်သူစစ်မှုရန်ဥပဒေနဲ့တင်နန်းတက်နေတဲ့တင်နန်းသားသစ်တွေကိုရက်30 45ရက်စသဖြင့်ရက်တို့တင်နန်းပေးကရှေ့တန်းကိုပို့ဆောင်နေတယ်လို့သိရပါတယ်။စခတာ6တိုင်းစီ9တတက9တို့မှာစစ်တင်နန်းပေးနေတဲ့အထက်ကတင်နန်းသားသစ်တွေကိုစစ်မြေပြင်ကိုအဓိကပို့နေပြီးအခြားတိုင်းဒေသကြီးတွေရဲ့ခြေဆိုင်တရင်တွေက ထုံနှုတ်တက်တွေကိုပါခေါ်ယူအင်အားဖြည့်နေရတယ်လို့ပသိမ်သတင်းထူးတက်ဖွဲ့စီကသိရှိရပါတယ်။ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့နေရီကန်ကိုစစ်ကူပို့တဲ့စစ်ကြောင်းတွေစခန်းကိုမရောက်ဖဲစစ်ကြောင်းလိုက်ပြုတ်နေချိန်မှာစစ်ကောင်မရှင်ကစစ်ကူတွေထပ်မံပို့ဖို့ပြုလုပ်နေတယ်လို့သတင်းရရှိပါရယ်။ပြီးကြတဲ့နိုဝင်ဘာ16ရက်နေ့ကမင်းဘူးခလာရရှိရှိကအင်အား150ပါစစ်ရင်နှန်း5စီးဟာစုံကုန်းရှိအမြောက်စစ်စင်ကိုကဲမှုဌာနချုပ်မာဆခ939အတွင်းစုဝေးဝင်ရောက်သွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါရယ်။ နေကန်စကမ်းမှာတက်မမှု2ယောက်အပါအင်အား300လောက်ပိတ်မိနေတယ်။ဒဏ်ရာရသူတွေလည်းခြေနေစိုးနေတယ်လို့ပြန်သိရတယ်။စစ်ကိုစစ်ကြောင်းကဂုတ်ကြီးကိုမကျော်နိုင်ဘူးအကုန်အတိုက်ခံနေရတယ်လို့သတင်းရမြစ်က ARD Times ကိုပြောပါရယ်။ဂုတ်ကြီးကျေးရွာနီးရှိခမောက်တောင်စခန်းကိုလည်းအရခတက်တော် A နဲ့ပူပေါင်းတက်တွေကဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်တာကြောင့်အမြောက်ဌာနချုပ်ကနေပြီးပြစ်ကူတွေဇက်တိုက်ပေးနေရတယ်လို့သိရပါရယ်။ ။ဒါအပြင်နေကန်စကန်တွင်ပိတ်မိနေတဲ့တမမှု၂ယောက်ပါအဖွဲ့ကိုစစ်ကောင်မရှင်ကလေကြောင်းကနေလက်နက်ရိခါရီချပေးရာထွက်ောက်တဲ့အဖွဲ့ကိုအေအေကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အများပြားသေဆုံးတယ်လို့သတင်းရင်းမြစ်တွေကသိရပါဗျ။စစ်ကောင်မရှင်ဟာနေကန်စကန်ကိုစစ်ကူပေးဖို့လမ်းသစ်နဲ့လမ်းဟောင်းနှစ်ခုလုံးကစစ်ကြောင်းထိုးချီတက်နေပေမဲ့ကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကြောင်းလိုက်ပြုတ်တဲ့အထိတိုက်စုံမှုတွေများနေတယ်လို့သိရှိရပါဗျ။ ဇင်ပြုံဆက်စီနဲ့စာတတူကျေးရွာတွေဘက်မှလည်းစစ်ကောင်မရှင်စစ်ကြောင်းတွေလှုပ်ရှားမှုတွေရှိနေတယ်လို့သတင်းရရှိပါရယ်။အရာရီတိုင်းပသိမ်မြို့ခြေဆိုင်နောက်တောင်တိုင်းစစ်ဌာနချုပ်မှာနိုဝင်ဘာ29ရက်နေ့ကအေတပ်ဖွဲ့ဝင်၉ဦးနဲ့ PDF 6ဦးစုစုပေါင်း15ဦးအလင်းဝင်ရောက်လာတဲ့အတွက်ကြိုးစိုးတဲ့ခန်းနာကိုပြုလုပ်ခဲ့တယ်လို့ဆိုပြီးစစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာဝါရဖြန့်မှုတွေပြုလုပ်နေပါရယ်။အလင်းဝင်ရောက်လာသူ15ဦးက မောင်းပြန်ရိုင်ဖယ်နှစ်လက် လက်ပြပုံတလုံးပေးရခဲ့ပြီးတိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုတို့ကဂုံပြုစုငွေပေးရကခံဝင်လက်မှတ်ထိုးပြီးမိဝရီစီပြန်အပ်ခဲ့တယ်လို့စစ်တပ်ပိုင်းမီဒီယာတွေကဖော်ပြထားပါတယ်ဒီလိုပွဲတွေကသူတို့အမြဲလုံးနေကြပဲလေ PDM ဆိုလဲဘယ်တရင်ကဘယ်မျိုးကစစ်တပ်မှာအလင်းဝင်တာလဲတေချာတဲ့ထုတ်ပြန်တာမျိုးမရှိပါဘူးလို့စစ်တပ်နဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်မြင်းမြောင်မျိုးနယ်ကြောက်တော်မျိုးနယ်ပုံနှကျုံမျိုးနယ်တန်တွဲမျိုးနယ်နဲ့ကွာမျိုးနယ်တို့ကအေးတပ်ဖွဲ့ဝင်အမျိုးသား၉ဦးနဲ့ မူပင်မြို့နယ်၊လေးမျက်နှာမြို့နယ်၊ဇလွန်မြို့နယ်၊ကြံငင်းမြို့နယ်နဲ့ရေကြီးမြို့နယ်တို့က PDF ဖွဲ့ဝင်အမျိုးသား6ဦးတို့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာ AR တိုင်းရှိတာမောင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်တပ်နဲ့အရခတပ်တော် AA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်မရှင်စီအလင်းဝင်ရောက်မှုနဲ့ပတ်သက်ပြီးတွန်လိုင်းအင်အားစုတွေဘက်ကသတင်းထုတ်ပြန်ထားတာမရှိဘူးလို့သိရှိရပါတယ်။နျူကလ িয়ার စွမ်းအင်သုံးရေငုပ်သင်္ဘောတွေတိစောက်ဖို့ တောင်ကိုရီးယားနဲ့အမေရိကန်ကြားသဘောတူညီချက်တရက်ကိုမြောက်ကိုရီးယားနိုင်ငံကရှုံချခဲ့ပြီးသဘောတူညီချက်ဟာနျူကလ িয়ার ဆင်ကဲဖြစ်ပွားမှုတွေဖြစ်စေမယ်လို့ပြောပါရယ်နျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်တင်မော်ရီတိဆောက်ဖို့ပအဝင်အမေရိကန်နိုင်ငံနဲ့လုံခြုံရေးနဲ့ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးလိုက်ပြီးလို့တောင်ကိုရီးယားသမ္မတလီဂျေမြောင်ကပြီးခဲ့တဲ့ပတ်တွင်ကြေညာခဲ့ပါရယ်ရင်ငုတ်တင်မော်တီဆောက်ရေးစီစဉ်ဟာထိတ်တိုက်တွေ့ဆုံဖို့အနေအများတဲ့ကြိုးပမ်းမှုတစ်ခုလို့မြောက်ကိုရီးယားနိုင်ငံကပြောပါရယ် သဘောတူညီချက်ဟာကိုရီးယားကျွန်းဆွယ်ကိုကျော်လွန်ပြီးအာရှပစိဖိတ်ဒေသမှာစီရင်တဲ့လုံခြုံရေးအခြေအနေကိုမတည်ငြိမ်စေကာကမ္ဘာမှာနျူကလ িয়ার ထိန်းချုပ်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်စေတယ်လို့မြောက်ကိုရီးယားနိုင်ငံကပြောပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့နျူကလ িয়ার ရေငုပ်သင်းမောပိုင်ဆိုင်မှုဟာဒေသရင်းနျူကလ িয়ার ဆင်ကဲဖြစ်စဉ်ဖြစ်စေနိုင်ပြီးလက်နက်ပြိုင်ပွဲတစ်ခုအစပြုစေတယ်လို့မြောက်ကိုရီးယားကဆိုပါတယ်။နေဆက်မှာပြိပခါတွေမဖြစ်အောင် မြောက်ကိုရီးယားနဲ့စီးရေးဆွေးနွေးမှုတွေပြုလုပ်ဖို့တောင်ကိုရီးယားကအဆိုပြုပြီးနောက်မြောက်ကိုရီးယားကအခုလိုပြောကြားလိုက်တာပါတောင်ကိုရီးယားဟာမြောက်ကိုရီးယားကိုရန်လိုတဲ့ရည်ရွယ်ချက်တွေမရှိဘူးလို့တောင်ကိုရီးယားသမ္မတရုံးကပြောပါတယ်တောင်ကိုရီးယားနဲ့အမေရိကန်ကြားသဘောတူညီချက်ဟာတိုင်းပြည်ကိုကာကွယ်ဖို့နဲ့နှစ်နိုင်ငံကြားလုံခြုံရေးမဟာမိတ်ပြုမှုခိုင်မာစေဖို့ရည်ရွယ်တယ်လို့တောင်ကိုရီးယားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူကန်ယူဂျန်ကပြောပါရယ် ရှိလေပိုင်းဒေတာမှာအင်အားချိန်ခွင်ရှာပြောင်းလဲစေနိုင်မဲ့သဘောတူညီချက်တရက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးလိုက်ပါတယ်။ Sorry Arabia နိုင်ငံကိုနောက်ဆုံးမော် F35 ဂျက်တိုက်လေယာဉ်တွေရောင်းချဖို့ဒေါ်နယ်ထရန့်ကသဘောတူခဲ့တာပါ။အင်္ဂါနေ့က Sorry Arabia အင်ရှင်ဆန်မင်းသားမိုဟာမက်ဘင်ဆူလ်မန်နဲ့အင်ဖြူရိုမှာတွေ့ဆုံပြီးဆွေးနွေးချိန်သဘောတူညီချက်ကို၎င်းကကြေညာခဲ့ပါတယ်။ 2018ခုနှစ်နောက်ပိုင်းအမေရိကန်နိုင်ငံကိုပထမဆုံးချိန်လာရောက်တဲ့ဆော်ဒီအာရေဗျအင်ရှိဆန်မင်းသားကိုဒေါ်နယ်ထရန့်ကဆော့လိုဝန်ကအခမ်းအနားနဲ့ကြိုဆိုခဲ့ပါတယ်။ဆော်ဒီအာရေဗျနိုင်ငံကအမေရိကန်မှာဒေါ်လာ600ဘီလီယံကနေဒေါ်လာ1တရီလီယံထိရင်းနှီးမြှုပ်နှံမှုတိုးမြင့်မဲ့အစီအစဉ်တွေလည်းသူကကြေညာခဲ့ပါတယ်။အစ္စရေးနိုင်ငံနဲ့လူမျိုးသဘောတူညီချက်တည်းအရအမေရိကန်ကဆော်ဒီအာရေဗျကို F-35 ဂျက်တိုက်လေယာဉ်တွေရောင်းချမယ်လို့၎င်းကပြောပါတယ်။ အစ္စရေးနိုင်ငံကအမေရိကန်ရဲ့ sorry အာရေဖျားနဲ့သဘောတူညီချက်ကိုသတိမူမိပြီးပြည်သူတွေပျော်ရွှင်ကြလိမ့်မယ်လို့သူကဆက်ပြောပါရယ်အစ္စရေးနိုင်ငံဟာအရှေ့လယ်ပိုင်းဒေသမှာ F35 ဂျက်တိုက်လေယာဉ်တွေပိုင်ဆိုင်ထားတဲ့တခုရင်းသောတိုင်းပြည်ဖြစ်ပါရယ်အခုသဘောတူညီချက်ကြောင့်အရှေ့လယ်ပိုင်းဒေသမှာအင်အားချိန်ခွင်ရှာပြောင်းလဲလာနိုင်တယ်လို့မီဒီယာတွေကဖော်ပြပြီးတရုတ်နဲ့ sorry အာရေဖျားရဲ့နီးကပ်တဲ့ဆက်ဆံရေးကိုထိခိုက်လာနိုင်တယ်လို့ဆိုပါရယ် အစ္စရေးနဲ့ဆက်ဆံရေးပုံမှန်ပြုလုပ်ရေးကိစ္စကိုလည်းဒေါ်နယ်ထရန့်နဲ့ဘင်ဆွန်မန်တို့ကဆွေးနွေးခဲ့ပြီးအယ်ဘာဟမ်အက်ခေါ်လို့ခေါ်တဲ့သဘောတူညီချက်မှာပူးပေါင်းမယ်လို့ဆိုပါရယ်ကျွန်တော်တို့အယ်ဘာဟမ်အက်ခေါ်မှာပါဝင်ခြင်းပေမဲ့နှစ်နိုင်ငံအဖြေရှာရေးလမ်းကြောင်းကိုဖြစ်စေခြင်းမှာတယ်လို့ဘင်ဆွန်မန်ကပြောပါရယ်